ကျွန်တော်လက်ရှိညွှန်နေကြတယ်ကျွန်တော်အမှန်ကန်ပြဿနာတွေပေါ့နော်ကျွန်တော်မဘာဆိုင်ကပြပီးသားကြီးမလို့မတက်လာတော့လားကျွန်တော်ပြခဲ့ပြီလေယာပြိဒီတစ်ခွက်ကကျွန်တော်ယာပြိအောင်းပါဘူးတစ်ခွက်ကောင်းကယာပြိအဲ့ဒါကိုအဲ့ဒီနေမှာ तू လိန်သွားရင်ရီတိဆိုတော့ညံညံနေညံကများတယ်နော်လိန်နေအဲ့ဒါကြောင့်မလို့ဒီတစ်ပတ်တစ်ခွက်ကောင်းကတ်မှာတော့အပတ်စဉ်တစ်ခွက်ကောင်းကတ်မှာတော့ ဒုတိယအဲ့ဒါမှဘာကတဲ့တူအောင်ရထဲဖို့ပဲမေ့သွားတာမဘာကတ်ကြီးရေးပြီးတော့တချို့တော့ဝန်မှန်ပါတယ်ကိုပို့ပြီးမှဟာဒီကနေမှပါဘူးပဲဆိုတော့အဲ့ဒါကိုအဲ့မှာတကွက်ကောင်းကတ်ထဲမှာအောက်ကနေကတ်ရေးလိုက်ရတာပေါ့ဗျာအဲ့ဒါကတော့တခြားတော့မဟုတ်ဘူးကိုလေးလေးပေါ့နော်လေးကိုလေးလေးကိုလေးအားပဲလေးကိုလေးအား နော်လေကူလေးအဲ့အဲ့ဒီကောင်ကတော့ဒါကျွန်တော်တို့ခါလေး member တွေကဒါ2 organ ပဲပေါ့ member ပေါ့ပို့နေကြကတ်ထဲမှာမဟုတ်ဘူးမိသွားတော့ကိုကဒီတကွက်ကောင်းဆိုတဲ့ကျွန်တော်ကအပတ်စဉ် member တကွက်ကောင်းရှိတယ်လေဒီ36 organ တော့လည်းတကွက်ကောင်းက36ပဲဘူးနော်36မှာ36အားပဲဘူးအဲ့တော့အဲ့ဒီတကွက်ကောင်းကတ်ထဲမှာအဲ့တော့တကွက်ကောင်းဝယ်သမားတွေကဒီဘက်နှစ်ကွက်ဖြစ်သွားတယ်ပေါ့ဒီကောင်က2ဟုတ်ကောင်ကတော့အပတ်စဉ်ရှေ့ဩတကွက်ကောင်းပေါ့နော်အကြိုက်ဩပေါ့ စီဝါပြက်လာအောင်တော့ဩစရာမလိုပါဘူးเนาะအခြေအအစအများကြီးရတာပေါ့အဲ့တော့ဒီတကွက်ကိုကျွန်တော်သိမ့်မတင်ကောက်ဘူးမတင်ကားရတဲ့ကြောင်းရကနန်းတူကနန်းကိုလှုပ်သွားမှလဲကြောက်တော့အတွက်အဲ့ဒီကောင်ကတော့တကွက်ကောင်းကတ်ထဲကဒုတိယပါသွားတာပေါ့အခါတိုင်းကတကွက်ကောင်းမယ်ပုံမှန်ပုံနေကြမှာပါကတ်ထဲမှာလူတချို့တော့ဝက်ပုတ်ပြီးဆိုတော့မန်ပါကတ်ကိုပြင်လိုက်ရင်မကောင်းဘူးလीเนาะပြင်လိုက်ရင်တချို့ကြတော့ဒီကနန်းပါတချို့ကြတော့မပါဘူးဖြစ်မှာဆိုတော့ပို့လက်စားကတော့ပို့လိုက်တယ်ဒါပေမဲ့ဒီတကွက်ကိုတကွက်ကောင်းကတ်ထဲမှာကတ်ရေးလိုက်တယ်ပေါ့เนาะ ျွန်တော်ရဲ့အဖွဲ့ဝင်မှန်ပါတယ်လေအခုလည်းပြောထားမယ်နော်ကျွန်တော်ဒီတပွဲကိုຢာပြည့်အကြိုက်ဆုံးຢာပြည့်ကအပူခွာကနန်းပဲအဲ့တော့အပူခွာကနန်းဆို28ကိုပဲရှိတာပါပါလေးလေးစီရောမှန်ပါတယ်ကပါတယ်ဟာကိုတင်ထိုးပြီးတော့ပါပါလေးလေးစီရောအဲ့28ကိုကျန်တဲ့ဟာလေးကိုရန်စစ်ချင်တယ်နော်အကနိုင်ငယ်လို့စီလီဆွဲတဲ့ပုံစံပေါ့ဗျာ ဟုတ်လားယာပြီကို28ကိုပဲရှိတယ်အယာပြီ28ကိုလုံးကိုကိုနိုင်တဲ့တော့ပါပါလေးကြီးရန်နိုင်တဲ့လူညာပေါ့နော်တကွာကောင်းကျက်တယ်လို့တကွာကောင်းကျင်တော့ရွေးချယ်မှုပေါ့နော်အဲ့တော့အဲ့တော့ညာယာပြီဆိုတော့ညာအပူခွာ28ကိုရှိတယ်အထူးနိုင်တဲ့လူထိုးပူခွာအာရင်28ကို28ကိုရှိတယ်အဲ့တော့ န်စီချင်ပါလေနော်ရန်နိုင်တဲ့လူကမှာ900တန်နေလူက900စီရန်1000တန်နေလူက1000စီရန်ဗျာအခုကြီး2000ဟို2800ကထောင်မိုးစီရအောင်တင်ကွက်ကိုတင်ကွက်ထိုးပြီးဆို2000 2800မရှိမှာဟုတ်လားမျိုးမျိုးပေါ့နော်တကွက်ကောင်းကျက်တယ်လို့တော့မှာပါလေတကွက်ကောင်းပေါ့အာအတုံးညာအပူခွာအဲ့ဒါကကျွန်တော်ပြတ်ခဲ့ပြီးပဲလေအတုံးညာအပူခွာကဟုတ်လားနှစ်ဦးမှာနှစ်ဦးနှစ်ဦးမှာရာပြီးထွက်နှစ်ချိန်မှာရာပြီးထွက်တယ်နှစ်ချိန်မှာရာပြီးထွက်တယ်ဆိုတော့ပြောခဲ့ပုံကြီးပဲဟုတ်လားချက်ထွက်ပြီးတယ်ဆိုတာဒါကတော့ဆရာတိုင်းမြင်နိုင်ပါတယ် အဲ့တော့ဒီမှာနေဦးမှာရာပြီးထွက်တယ်အဲ့မှာကျွန်တော်ဗရေလေးထွက်တော့မှလည်းကျွန်တော်ဒီ3 6ထွက်တော့မှလည်းအဲ့အောင်မှာပြောတယ်သူမထွက်သေးဘူးတို့ဘုံမဲ့သူကဒီအထောက်ကသဘောကျစရာကောင်းတယ်လေ6ခါဗရေလေးလို့သူကဗလာဖြစ်တယ်ဖြစ်ပြီးဆိုတော့ねသူ့အပေါ်မှာ၈ထိတ်လို့ပေးလာတယ်၈ထိတ်ပေးပြီးတော့ဒီ3ညအပူအခွားကြောင့်သူ3ညပါပါဒီမှာဒီအခွေ3လုံး5ဘူး၈ထိတ်နဲ့လာတယ်အဲ့ဒီအောင်မှာ6ခါဗရေလေးဆိုတဲပြီးတော့သူကမှရာပြီးအဲ့ဒီကောင်ကနှိနှစ်ကြိမ်မှာရာပြီးထွက်ခဲ့တာ3ခက်ရှိတယ်နေဦးမှာအဲ့တော့အဲ့ဒီနေ့ထဲမှာနောက်ထပ်ရာပြီးတစ်ခုထပ်လာတယ်ပေါ့ဗျာအဲ့တော့ဒီမှာလေသူက နှစ်ချိန်မှာရပြည့်အဲအဲ့ဒီနေ့ထဲမှာသူဗရိတ်လေးရအောင်အဲ့ဗရိတ်လေးမ6ခါအဲ့သူ့အပေါ်မှာသူကဒီ၃ညအပူခေါ်ကြ၃ညပါဝါသူက9ဆိုပြီးဒီမှာရှစ်ထိပ်ပြီးတော့ခွန်ထိန်နေအဲ့သူ့အမှာဗရိတ်လေးဒီကမှာ6ခါသူ့အမှာရပြည့်ထက်လိုက်ပြီပေါ့နော်အဲ့လိုမျိုးအဲ့ဆိုကျွန်တော်ဒီမှာနှစ်ချိန်မှာရပြည့်ဒီမှာဒီနေ့ထွက်သွားတဲ့အတွက်ရပြည့်ရနောက်တစ်ခေါက်ထက်လိုက်ရမယ်ဆိုရင်အခုအထောက်ကတော့ကောင်းလိမ့်မယ်6ခါသူ့ဆောင်မှာဗရိတ်လေးသူ့အပေါ်မှာရှစ်ထိပ်ခွန်ထိန်ဒီမှာ6ထိပ်နဲ့အခွေ၃လုံး၃၆၅ဆိုပြီးဖြစ်တယ်အောက်ကိုကျွန်တော်ရပြည့်လိုက်မှာဘာကြောင့်ရပြည့်ကိုကြိုက်လဲဆိုတော့ကလင်နာမှာကထက်လျက်ဒီ ဝင်ကြောဖြစ်ဖြစ်စက်တိုက်ဖြစ်ဖြစ်နှစ်ခါနှစ်ခါလောက်တက်လို့ဒီနှစ်မှာ तू ကဘရိတ်ကိုနှစ်ပွဲကျော်မှာဘရိတ်လေးလို့ဒီမှာနှစ်ပွဲကျော်ပါပါဆင်းထားတယ်ဒီဘရိတ်ကိုမှာကျတော့ तू ကလှုပ်လာတာကဘရိတ်ကိုရဲ့အောက်မှာဒီအခွေသုံးလုံးရှစ်ရှစ်ငါးဟုတ်တစ်ကိုတစ်ပါပါ6ခေါက်6အခွာဆိုပြီးသူ့အောက်မှာနှစ်ပွဲကျော်မှာဘရိတ်လေးခံပြီးကမှကြားတယ်နော်ဒီဘရိတ်ကိုကကိုပါပါဒီမှာလေးဘရိတ်အဲ့ဒီကြားရတဲ့အခွေ၃လုံး၁ကို၁ပါဝ6အခွာဆိုပြီးဒီပရိလေးအောင်မှာကြာတာနော်ကြာတယ်အဲ့ဒါဆိုရင်ကျွန်တော်တို့ဒီမှာထပ်လာဒီမှာ၈၆မှာဒီမှာပရိ ပရိကိုရအောင်နှစ်ပွဲကြောင့်ပါဒီမှာအခုပရိလေးလာအဲ့ပရိလေးရအောင်မှာကြာမယ်ကနားဒီမှာအခွေသုံးလုံးတုံညတုံညပေါ့အခွေသုံးလုံးငါငါပါပါဒီအောင်မှာတုံညအပူခွာဒါဒီကနေ့ဆင်းတဲ့ဟာကိုနော်ဒါနှစ်ကက်ကိုဒီကနေ့နှစ်ကက်နှစ်ကက်လောက်တဲ့သူ့အပေါ်မှာမလုပ်ခဲ့ဘူးသူနှစ်ကက်နှစ်ကက်လောက်တဲ့အဲ့အတွက်ကြောင့်ကျွန်တော်ကဒီညာနေ့ကျွန်တော်ကຢာပြီးကိုယူလာအဲ့အဲ့ဒီမှာသူကအလင်လာမှာသုံးနှစ်ချာပေါ့နော်သုံးနှစ်ချာသုံးနှစ်ချာသုံးနှစ်ချာပေါ့နော်ဒီကောင်ကြီးဖြစ်လာ ောင်းနေဖြစ်လိုက်ရင်၃နှစ်ချာအဲ၃နှစ်ချာပေါ့နော်ငါးကက်စီနဲ့၃နှစ်ချာ၃နှစ်ချာအဲ့ဒီ၃နှစ်ချာ၃နှစ်ချာ၄ရက်မှာသူကရှေ့မှာမဖြစ်ဘူးလို့ရှေ့၃နှစ်ချာမှာမဖြစ်ဘူးနော်အဲ့ဒါဒီကနေစတာတကက်၅ကက်၃ကက်၄ကက်၅ကက်ပေါ့နော်အဲ့၅ကက်ထင်မှာသူကဘရိတ်ကိုလို့ကြားတယ်ဘရိတ်ကိုရဲ့အောင်းမှာဘရိတ်ကိုရဲ့အဲ့ဘရိတ်ကိုရဲ့အောင်းမှာဒီအခွေးသုံးလုံး၆ခု၆ပါပါ တက်မှုတက်ခွာဆိုပြီးအဲ့ဒီအောက်တပွဲကြောင်မှာလိုက်တယ်။အဲ့ဒီဘရိတ်ကိုရအောင်ပါနော်ဘရိတ်ကိုအဲ့ဒါဆိုရင်ကျွန်တော်ဒီမှာနောက်ထပ်၃နှစ်ကျော်လိုက်၃နှစ်ကျော်လိုက်ပြီဆိုတာနဲ့သူကအဲ့ဒီနှစ်ထဲမှာဘရိတ်ကိုရအောင်နောက်နှစ်ရှိကိုဘရိတ်ကိုအဲ့ဒီလိုဘရိတ်ကိုလို့ထွက်ပြေးနေသူကပါဒီအခွေသုံးလုံးနှစ်ကိုနှစ်ပါဝါခွန်းဆိုပြီးတော့သူကမှခွန်ဖူးခွန်ခွာလိုက်တယ်နော်။အဲ့ဆိုရင်ကျွန်တော်ဒီနောက်ထပ်၃နှစ်ချာ၃နှစ်ချာမှာဘရိတ်ကိုဒီမှာဒီမှာဘရိတ်ကိုအဲ့ဒီဘရိတ်ကိုရအောင်ကဒီအခွေသုံးလုံးခွန်းကိုခွန်ပါဝါနှစ်ပူးနှစ်ခွာဆိုပြီးလိုက်ခဲ့တယ်ပေါ့နော်။အဲ့ဆိုရင်ကျွန်တော်ကဒီမှာလည်း ဒီနေ့ထဲမှာလည်း break ကိုအဲ့ဒီ break ကိုရအောင်မှာသူကဒီအခွေတုံးလုံး6ကို6ပါပါသူကမှတစ်ပုတစ်ခွာဆိုပြီးရိုက်ခဲ့တယ်နော်အဲ့ဆိုရင်ကျွန်တော်ဒီမှာအဲ့ဒီနေ့ထဲမှာ break ကိုဒီမှာတော့လိုက်သွားပြီနော်အဲ့ဒီ break ကိုရအောင်မှာပဲသူကဒီလိုလုပ်ခဲ့တယ်နော်သူ့အောက်တော့ကတစ်ပါပါ6ကို6ပါလိုက်ဒါပေမဲ့ကျွန်တော်ကဒီကနှစ်ဖြတ်ယူချင်တာနော်အဲ့ဒါကိုကိုကကိုညာရှိတယ်လို့ကစားပါတော့ဒါကကျွန်တော်အကုန်လုံးလည်းပြလို့မရဘူးပြရင်လေမမအိုကနာပေါ်တော့ဟာလေကွာကောင်းအဲ့ဒါကလည်းကျွန်တော်တို့ကကျွန်တော်ရဲ့အခါကြီး ျွန်တော်မမကြီးနဲ့ပြီးထားတာလို့ပေါ့နော်ကျွန်တော်ရဲ့တပတ်စာကိုတောင်းခွင့်နဲ့ရောင်းလာလည်းရှိတာပေါ့နော်ကြိုက်တယ်ဆိုရင်တော့လာယူရပါတယ်နော်တပတ်စာအပိုင်မဟုတ်ဘူးနော်အဲ့ထက်မှဒီတပတ်ကတော့တကွက်ကဒူအောပို့သွားမယ်ကိုလေးကြိုက်ရင်လည်းတော့မကြိုက်ရင်မတို့နဲ့ဘာကြောင့်လဲဆိုကျွန်တော်ကနန်းလူကနန်းကိုကြောက်တာကနန်းလူကနန်းကိုကြောက်တာဆိုတာကဒီမှာ2 6 9လို့ဒီမှာစောင်းပြီကလနာမှာနှစ်ကက်ရှိတယ်သူ့အောက်ကကိုလေးလေးကနန်းလူကနန်းဒီလိုတင်มาကြောက်တာအဲ့ဒါကိုအစားမမေ့သွားတာနံပါတ်ကက်ထဲထည့်ဖို့ အကွက်နှစ်ချောက်ကိုကလင်းထဲမှာနှက်ကပ်ပဲရှိတာနှစ်ချောက်ကိုလို့စောင်းပြီအဲသူ့အောင်မှာကျွန်တော်ကဒီကိုလေးလေးနေရာကျွန်တော်ကအကွက်ရွှေဆိုင်ကစားထားလို့မှတ်ပေါက်ရာပြီးဩကနန်းကအဲ့ဒါဆိုကနန်းတို့ကနန်းနဲ့တဲတာကြောက်တာဘာလို့လဲဆိုကျွန်တော်ပြီးခဲ့နေကပြခဲ့ဦးတယ်ဒီမှာ686အဲအဲ့ဒီ686ကသူကသူ့အောင်မှာ686 686လို့စောင်းလို့နှက်ကပ်ပဲရှိတာအဲ့တော့ပြီးခဲ့တဲ့နေ့ကလည်းဒီမှာ686လို့ထည့်စီလုံးလုံးစောင်းထိုးပြီးထိုးပြီးဆိုရင်သူ့အောင်မှာ66နဲ့ပတ်လည်ပြီးလိုက်တာအဲ့လိုကြီးသူရောက်ချတော့မှကြောက်တယ်ဗျာကြောက်တယ်ဆိုတော့ဘာကြောင့်ကျွန်တော်ကိုလေးလေးကိုတစ်ချက်ဟိုဘာဖြစ်သွားလဲဆိုတော့ကလင်နာမှာသူဒီ၈နှစ်ရှိလို့စောင်းထိုးတာနှက်ကပ်ရှိတာ နည်းတိုက်ဆိုင်လို့ပေါ့နော်ခဏလို့ခဏနဲ့နှစ်ရှစ်နှစ်လို့စောင်းထိုးတယ်အခုဒီမှာလည်းသူနှစ်ရှစ်နှစ်လို့လာစောင်းထိုးတာနောက်ပိတ်တော်လောက်စောင်းထိုးရယ်နော်နှစ်ရှစ်နှစ်လို့စောင်းထိုးတာအဲ့ဒီလိုနှစ်ရှစ်နှစ်လို့စောင်းထိုးတဲ့အောင်မှာအခွားလိုက်တာအခွားနော်အခွားလိုက်တဲ့အချိန်မှာတုံညာဆိုတုံညာအခွားနဲ့ထိုးပေါ့နော်အဲတုံညာအခွားအခွားကိုးအခွားလိုက်တာအဲ့ဒီကိုးအခွားသူ့အပေါ်တော့ဝဲကျော်ကဒီအခွေသုံးလုံးပေါင်းချင်း၉၈ ခုံးဆိုတော့အခွေသုံးလုံးပေါင်းကြီး၄ကြောင်၄ပါပါကိုဆိုပြီးတော့သူ့အောင်မှာကိုအခွာလိုက်တာဒီနားက၆၆ကွာလိုင်းရဲ့ခက်ဆင်ဆင်မယ်နော်ဒီလိုနှစ်ကက်နှစ်ကက်ဆင်တတ်တယ်ဆိုတာဒီမှာဗရိတ်ကိုနှစ်ပွဲကျော်ဗရိတ်လေးဗရိတ်ကိုနှစ်ပွဲကျော်ဗရိတ်လေးရတယ်သူနှစ်ကက်လောက်သွားတယ်နောက်တစ်ခုကဒီနားမှာရှိရပြအောင်မယ်အဲဆိုရင်ကျွန်တော်ကဒီမှာ၈နှစ်ရှိလို့ဖြစ်ပြီးဆိုတော့သူ့အပေါ်ဒီအခွေသုံးလုံး၅ကို၅ပါပါဒီမှာအောက်မှာ၃ညအခွာအာတော့အာနော်၃ညအခွာအဲ၃ညတည်း၃ညတော့ရေးလိုက်ပြီအဲ၃ညတည်း၃ညပါခင်ဗျာအဲ့တော့ဟိုကိုကြက်ရကိုထိုးပေါ့နော် ကိုကြိုက်တာကိုထိုးအဲ့ဒါဆိုရင်ကျွန်တော်တော့၃၈တုံးကကျွန်တော်ပြောခဲ့ဘူးလေနော်ကျွန်တော်တို့ပြီးခဲ့တဲ့ဘွေကအကွက်ရွှေဆိုင်မှာကသူကျွန်တော်တို့က၈နှစ်ကျော်ကနေ၈၅တုံးကိုအိုးတာသူကအောင်းသွားတယ်လို့ပြောလို့ရတယ်အောင်းသွားတယ်လို့ပြောလို့ရတယ်ဒီစီချော်ထဲမှာကျွန်တော်၃၆၃၆ရှစ်နေမှာ၈နှစ်ကျော်ကနေပေါ့အဲ့ဒီကောင်ကအောင်းနှစ်ပွဲကျော်၈၀နှစ်မြောက်ကဟိုဒီပရိနှစ်ပြန်ကြရဲ့အချိန်ကကောင် ောက်နှစ်နှစ်ကျော်လိုက်ဆိုတော့ဒီခုံလေးခွာတယ်ကောအဲ့ဒီခုံလေးခွာတဲ့ကောင်သူ့နောက်နှစ်မှာဒေးရိုက်သူ့အပေါ်ကတပွဲကျော်ကလည်းပြန်ကြအဲ့လိုကစားကြတဲ့ဒီအောက်ကကောင်ကျွန်တော်နှစ်နှစ်ကျော်ဒီအောက်ဖြစ်စဉ်သူ့ရှေ့70 70နှစ်မြောက်ကအချိန်ကရိုက်တယ်ဗျာဟာကိုတုံညာနေလို့ထောင်နေပြည့်ရကနန်းပြန်ကြတယ်ကြာပြီကြာနေအဲ့ဒီဒီမှာကိုတုံညာနေဟာလိုက်ထွက်ပြီးတယ်အဲ့ဒီကိုတုံညာနေထွက်တယ်အဲ့ဒီကိုတုံညာနေ70နှစ်မြောက်က70နှစ်မြောက်ကလား70နှစ်မြောက်ကပြန်ကြကနန်းဒီ6 40နှစ်အချိန်ကပြန်ကြခဲ့တဲ့ကောင်အဲ့ဒီကောင်နောက်စိတ်70နှစ်မြောက်လိုက်ထွက်ဖို့တော့ကိုတုံညာနေလို့ထောင်ပြီးကမှသူကထွက်တာအဲ့ဒီကိုတုံညာနေထောင်ပြရတဲ့အကြောင်းကသူ့ပြည့်ရကနန်းကိုပြန်ကြကစားခြင်းလို့ အကစားကိန်းနဲ့သူ့ရဲ့စက်တနှမြောက်ကအခြေခံကဏ္ဍကိုဆွဲထည့်ထည့်အောင်မတိုက်တဲ့ကဏ္ဍသူရှင်းနေနေကြွားကဏ္ဍနော်ဒါက၅လေးနှစ်ဖရိနေတာမမကတည်းမမထဲမှာပြခဲ့တာအဲ့တော့ဒီမှာကကျွန်တော်တို့ဒီမှာ၅လေးနှစ်ဖရိ၅လေးနှစ်ဖရိနေအဲ့ဒီတော့အဲ့ဒီလမ်းကျော်တယ်မှာဆိုဘာတွေလုပ်လဲဆိုဒီ၅ကိုခုဟာနောက်နေကိုသူကတဲ့ပေါက်တယ်တဲ့ပေါက်ပြီးတော့သူအောင်မှာ၈၈၆လို့စောင်းထိုးထားတယ်အဲ့ဒီ၈၈၆ရဲ့ဒီရှစ်ခါးနဲ့ကဏ္ဍကဂျားထဲမှာအပြောက်သူအောင်မှာဒီမှာခု၈၈လို့လိုက်ထွက်သွားမလားနော်ခု၈၈လိုက်ထွက်သွားမလားတဘောတရားကကျွန်တော်ပြောမယ်ဆိုရင် ကျွန်တော်အဲ့လိုပြောခဲ့ဘူးလေလေဒါကခွန်တင်ငါးနဲ့နှင်းငါးလေး6395လို့ဆောင်းထိုးတယ်အဲ့ဒီနှင်းငါးလေးကနော်နည်းကျော်လိုက်ထွက်တော့ဟောဒီလိုနှင်းငါးလေးအချိန်ကရိုက်တယ်အဲ့ဒါကဒီ669ကိုထောင်းတဲ့စီချောနေဦး9ခွန်ခွာတဲ့စီချောနော်အဲအဲ့ဒါလိုရိုက်တယ်ရိုက်ပြီးရတယ်သူ့ရဲ့ဘေးကကနော်နောက်တစ်နှစ်ကျော်ထုတ်တဲ့အချိန်မှာသူ့ကိုဒီနှင်းငါးလေးပို့ခဲ့တဲ့ခွန်တင်ငါးနှင်းငါးလေး6395ဆောင်းထိုးတဲ့အချိန်ကကို635လိုက်ထွက်တာအဲ့ဒီနှင်းငါးလေးရဲ့ဘေးကနော်လိုက်ထွက်တာဖွက်ပြန်တဲ့6ပိုးလေးလို့ ထောင်းမှာထောင်းတဲ့သူ့ရဲ့အခြေကိုကြားတဲ့ကဏ္ဍအဲ့ဒီထည့်ရဆဲကြည့်ဆဲချင်းကဏ္ဍနှစ်ဦးမှာ၅ခုခွာခဲ့တယ်ဆဲချင်းကဏ္ဍပြန်ကြအဲ့ဒီဆဲချင်းကဏ္ဍနဲ့ဒီအခြေကခုံလေးခွာတဲ့ခွာပေါင်းတင်တဲ့ကဏ္ဍနောက်နေ့ကိုဒဲရိုက်ဒဲထုတ်တယ်ထုတ်ပြန်တဲ့သူ့အပေါ်တပွဲချုပ်ကဏ္ဍကိုပြန်ကြတယ်ကြပြန်တဲ့သူ့အပေါ်တပွဲချုပ်မှာလည်းပြန်ကြပဲထပ်ဆုပ်ပြီးတာနော်အဲ့ဒါဆိုရင်ကျွန်တော်ကဒီမှာဒီမှာခွန်တင်၅ပတ်လေခွန်တင်၅ပတ်လေဒီမှာနှစ်၅လေး6.5လို့ဆောင်းထိုးပြီးထိုးပြီးဆိုရင်သူ့ထိုးပြီးထိုးပြီးဆိုရင်ဒီ၅နှစ်လေးကိုနောက်နှစ်နှစ်ကျော်လိုက်ထွက်တော့ဟောဒီမှာနှစ်၅လေးနဲ့ပုံစံလိုပြန်လိုက်ထွက်တာနှစ်၅လေး နှစ်ကပ်ပဲရှိတာမနှင်ငါလေးနှင်ငါလေးနှစ်ကပ်ပဲရှိတာအဲ့ဒီလိုထုတ်ပြီးရတယ်အဲ့ဒီနှင်ငါလေးရဲ့ဘေးကခုံ6ခုံကိုနောက်တစ်နှစ်ကျော်ထုတ်ခဲ့တဲ့အချိန်မှာဟောဒီသူ့ကိုပို့ခဲ့တဲ့ခုတင်ကနှင်ငါလေး6တုံ5ဆောင်ထုတ်တဲ့အချိန်ကိုပို့ပို့ပြန်တယ်6ခုလေးလို့ခါထောင်ပြီးတော့သူ့နဲ့အချိန်ကိုကြားရတဲ့ကနအဲ့ဒီနေ့တည်း10ချိန်ကနပြန်ကြားဟောဒီမှာ2ခုမှ5ခုခွာထားတယ်နော်တိတိခါတို့ခါကစား5ခုခွာထားတယ်ခွာထားပြီးရတယ်အဲ့ဒီကောင်လေးအချိန်ကပုံမှန်တော့ခုံခုံ6လေးကိုဒီမှာလက်တိခုံနဲ့ခါကိုပါပါထည့်ပြီးတော့ ်လေးခုံကိုပြောင်းပြန်လောက်လာတာအဲ့ဒီကနေနောက်နှစ်ကိုဒဲရုပ်ဒဲထုတ်တာထုတ်ပြန်လဲသူ့ရဲ့အပေါ်တပွဲကျော်ကကနန်းကိုပြန်ကြကစားပြီးတော့သူ့အောက်တပွဲကျော်ကိုလည်းပြန်ကြပဲထပ်ကစားတာအဲ့ဒီကစားပွဲထဲမှာကျွန်တော်ပြောခဲ့တယ်ဒီသူ့ရဲ့နောက်နှစ်မှာကျွန်တော်တို့ကကိုတုံညာနေလို့ထားမယ်အဲ့ဒီကိုတုံညာနေရရှေ့တနည်းနည်းသုံးနည်းလေးနည်း၅နည်း၆နည်း၇နည်း၈နည်း၁၀နည်း၁၇နည်း၁၇နည်းမြောက်ကဟောဒီ၆၄၀နဲ့အချိန်ကကကိုတု90ပြန်ကြဟာလိုက်ထွက်တာကနန်းအလုံးလိုက်ထွက်ဖို့အတွက်ကိုသူကခါထောင်ပြီးကမှာကိုတုံညာနေလို့ခါထောင်ပြီးမှာအဲ့ဒီကောင်ကနောက်မှလိုက်ထွက်တာ ။အဲဒီတော့ထွက်ပြီးတော့အဲ့ကိုယ်တော်ငန်းနေရဲ့ပြေကနာကိုပြန်ကြတာ။အဲ့ဒါဆိုရင်ကျွန်တော်ဒီမှာ460နဲ့အကျဉ်းခိုင်ကို20ကပြန်ကြခဲ့တာ။ပြန်ကြခဲ့ပြီးတော့နောက်72နှစ်မြောက်ကမရေတော့ဘူးပေါ့နော်။72နှစ်မြောက်ကိုသူကိုယ်တော်ငန်းနေလို့ထောင်းပြီးတော့အဲ့ဒီနေထဲမှာကိုယ်တော်ငန်းနေပတ်နဲ့ပြန်လိုက်ထွက်ပြီးတာ။ဒီမှာထွက်ပြီးပြန်လာအဲ့ဒီကိုယ်တော်ငန်းနေရဲ့ပြေကနာပြန်ကြခဲ့တာ။ပြန်ကြပြီးရတယ်သူ့ရဲ့အောက်တော့ဘွဲကျော်သူ့အောက်ကိုလိုက်တဲ့ကနာ80 72နှစ်မြောက်ကအကျဉ်းခိုင်ပြတာ။အကျဉ်းခိုင်မြင်းဆွေမြင်းသားထားတယ်နော်။အကျဉ်းခိုင်ရိုက်တာ။စက်တနည်းမှာဒီမှာတစ်ချောက်တော့အချိန်ရိုက်တာ။ဟုတ်ပြီအဲ့ဆိုရင်ကျွန်တော်ကသူ့အကူဆက်လိုက်တဲ့အချိန်မှာနောက်ရှင်းနှစ်နှစ်ကျော်က၅တုံးရှင်းတဲ့ပုံစံလိုကိုကျွန်တော်တို့ကလိုက်ခေတာ 9 3 8 8နှစ်ကျော်9 3 8ဟာဒီနောက်နေ့ကိုတက်ရိုက်တဲ့ခုံလေးခွာတယ်ခဏရှိအဲ့ကောင်ရှစ်ဆယ်နှစ်မြောက်ကကျွန်တော်တို့ဒီပရိနှစ်ရပြန်ကြရဒီမြင်းကုံကကောင်ဆိုပြီးကျွန်တော်9 3 8ကိုလိုက်ခဲ့တဲ့အချိန်သူက8နှစ်ကျော်ကနားကိုပဲခွန်ရှိကိုကြီးကိုပေးသွားတယ်ကိုကွန်ရှိကိုရှိကောင်အဲ့ဆိုရင်ကျွန်တော်ကယူဆတာမှန်တာပဲဒီလိုင်းကကနန်းကိုသူကလူလှည့်စားသွားတာအဲ့ဒါဆိုရင်ကျွန်တော်သူ့အောက်ကိုထပ်လိုက်မယ် သူ့ကိုထပ်လိုက်တဲ့ခါရှိပဲသူကောင်က1 2 3 4 5 6 9 10 11 12 13 14 15 16 17 18 19 20နှစ်နှစ်ဒီနေ့နဲ့2 3 4 5 6 9 10 11 12 13 14 15 16 17 18 19 20နှစ်နှစ်တော့နှစ်ရှိနှစ်ဆက်ရှစ်နှစ်မြောက်ကဒီ၈၈လို့ဆောင်းထုတ်ရတဲ့လေရရှိခါနဲ့ကဏ္ဍဝင်ပြီးထည့်တာခြားထဲမှာမရှိဘူးအဲ့ဒီ၈၈ကောင်ကအဲ့ဒါဆိုရင်ကျွန်တော်ကသူ့အောက်ကိုလိုက်မယ်ဒီခုန်၈၈ပေါ့နော်ဒီမှာသဏ္ဍန်ဖြည့်လိုက်အောင်ခဏလေးပြေးလုံးတော့လိုက်ရမှာပဲနော်အဲ့ဒီအောက်ကကျွန်တော်ကဒါက အရန်အဆင့်လောက်ပေါ့နော်ဒါပေမဲ့မှာဘာထဲမှာရှိရခဏပါပါလေရှိရကြတယ်ဆိုတာအဲ့တော့သူ့ဒီမှာကသူကပြောပါလေကိုခွန်ရှစ်ကျွန်တော်ကသူ့အကူထပ်လိုက်ချင်တာသူ့အကူထပ်လိုက်တဲ့ချိန်ရှစ်28နှစ်မြောက်ကတနေ့နေ့3နှစ်4နှစ်5နှစ်6နှစ်9နှစ်8နှစ်9နှစ်10နှစ်11နှစ်12နှစ်13နှစ်69 89 20နှစ်တည်နေနေ3နှစ်4နှစ်5နှစ်6နှစ်9နှစ်10နှစ်28နှစ်မြောက်ကဟိုမှာ886လို့ဆောင်းထိုးတယ်အဲ့ဒီအလေးရရှိရခဏကိုထည့်မယ် ဲ့ဒီရှိရှိချောင်းကြောင်လို့တဲ့အပေါ်မှာငါးခွန်ကိုပက်လက်တဲတယ်။အဲ့ဒီငါးခွန်ကိုပက်လက်တဲတယ်။အဲ့ဒီငါးခွန်ကနောက်နေ့ကိုလိုက်ထွက်တယ်။အဲ့ဒီငါးခွန်ကပက်လက်ရိုက်နေရနော်။အဲ့ဒီငါးခွန်ရှိရှိချောင်းလည်းအပေါ်ကငါးခွန်ကိုပက်လက်ဟာနောက်နေ့ကိုလိုက်ထွက်တယ်။ထွက်ပြန်တူနေချိန်တိုင်းမှာခွန်ငါးတော့ကနန်းလူကနန်းတဲတယ်။အဲ့ဒီခွန်ငါးကနောက်နေ့ကိုလိုက်ထွက်တော့တူနေချိန်တိုင်းမှာငါးခွန်ကိုကနန်းလူကနန်းတဲတာ။အဲ့ပြန်နဲ့သူ့မြေဒီအချိန်ကကပရိနေကနန်းကပြန်ကြတာ။အဲ့ဒီငါးခွန်ဒီငါးခွန်ကိုဒီရှိရှိနော်။အခု၈ရက်ထည့်မယ်ကနန်းရဲ့။ အရှိရထဲမှာကနန်းရဒီရှိရှိချောက်လို့ဆောင်းထိုးတဲ့ဘောက၅ခုကိုနောက်နေကိုထွက်တယ်။ထွက်ပြီး၅၃ခုကနန်းတို့ကနန်းတဲတယ်။တဲပြီးရတဲ့သူ့နဲ့အချိန်ကကပြိမိကနန်းကိုသူပြန်ကြတာ။ကြပြီးတဲ့သူ့ရဲ့ဒီအောင်မြင်းကုံက၃၅ရှိကိုတနေ့နဲ့နေ့၃နဲ့၄နဲ့၅နဲ့၆နဲ့9နဲ့10နဲ့90 10နဲ့17နဲ့ဟမ်။1 2 3 4 5 6ခုရှိ90 17နောက်17နှစ်မြောက်ကိုလိုက်ထွက်တော့ဆုံးနာကခုံလေးကနောက်နေ့ကိုတက်ရိုက်သူ့ဘောတစ်ပွဲကျော်ပြန်ကြ။အဲ့ဒီအောင်နှစ်ပွဲကျော်ကိုလိုက်ထွက်တာ။ကနန်းအဆန်ချိန်သွားတာကလည်းဒီမှာ၃၅ရှိကိုဒီမှာ၃ထိပ်ကိုသူကအပိတ်သွားပြီးတော့အလေးက၅ခါကိုထိတ်ဝင်လိုက်ပြီးရောရှင်းနောက်ပြေးတာရှစ်ခါလိုဝင်ခဲ့တာ။ ဲ့ဒါဆိုရင်ကျွန်တော်ကဒီမှာ၈၈၆လောက်ဆောင်လို့တဲ့အပေါ်မှာ9 9ကိုအပက်လေတေးတယ်တေးတဲ့ကဏ္ဍနောက်နှစ်ကိုလိုက်ထွက်ထွက်ပြန်တဲ့9 9အပက်လေကဏ္ဍကဏ္ဍတေးပြီးသူ့ရဲ့အချိန်တိုင်းကပရိနစ်ကဏ္ဍပြန်ကြတော့သူ့ရဲ့ဒီငင်းကုံကကဏ္ဍ၈၆၃ကိုသူကထိတ်စီးဟာအပိတ်ကိုသွားတယ်တခါဟာထိတ်ကိုသွားတယ်အပိတ်ဟာခါကိုဝင်ပြီး6 38ဆိုပြီးတော့နောက်၁၇နှစ်မြောက်1 2 3 4 5 6 9 10 17နှစ်မြောက်ကိုစောနာကကျွန်တော်တို့ဒီခွန်လေးခွခွန်တီလေးနဲ့ခွန်6လေးပုံစံတူနှစ်ကပ်ကိုအဲ့ဒီအောင်နှစ်ပွဲကျော်လိုက်ထွက်ခဲ့တာထွက်ပြီးတော့နောက်နှစ်နှစ်ကျော်သူကခုန်ကူးမှာ ါကနော်ကျေကိုကြိုက်တယ်ဆိုဒီကောင်ချောင်းအောင်မတင်နိုင်လေငိုက်ကြပါကြနိုင်တယ်အဲ့တော့သူ့ရဲ့အောက်ကိုဒီကောင်ရဲ့အောက်ကိုလိုက်ထွက်ခဲ့တော့အဲ့ဒီကောင်ကိုကျွန်တော်ကပြစ်ထဲတဲ့ချိန်သူကအဖျားဆုပ်ပြီးတော့လုတ်သွားတယ်ကျွန်တော်ကအဲ့အကြောင်းမလို့ဒီလိုနှစ်ကက်စီးလေးဆိုကျွန်တော်ကဒီကရက်ဘက်ကမှပဲအရာကိုထည့်လိုက်တယ်တကယ်တမ်းဆိုအခါတိုင်းဆိုဒီလိုဟာမျိုးဟိုတက်တရာအောက်သူ့အောက်လောက်ထည့်ပြီးတော့ကျန်တဲ့ဒီတစ်ထောက်ထင်းနဲ့ကဏ္ဍလေးကိုယူလိုက်ပါဒီကောင်ကတော့တစ်ထောက်ထင်းနဲ့ပြီးသွားတာပေါ့ဗျာနော်အထောက် တော့မပြောတော့ဘူးအဲ့တော့နောက်နှစ်နှစ်ကျော်ဒီကောင်ကိုရှင်းနှစ်နှစ်ကျော်ကဒီကောင်ကိုလှည့်စားမှုနဲ့ထည့်သွားတာ အဲ့ဒါဆိုဟုတ်ပြီသူ့ရဲ့အောက်ကိုလိုက်တဲ့ခွန်ရှိရှိဟာအဲ့ဒီစောနာကသူ့ကိုပက်လေရိုက်ခဲ့တဲ့ဒီရှိရှိခုံလို့ရှိရှိချောက်လို့ဆောင်လို့ခွန်ငါးကိုအလဲရရှိခါနဲ့ကနန်းကိုအဲ့ကိုထည့်မယ်ဆိုရင်ထည့်မယ်ဆိုရင်ဒီခွန်ရှိရှိကိုထည့်မယ်ဆိုရင်ကျွန်တော်ကစောနာကဒီခွန်ငါးကိုနောက်နေ့ကိုလည်းထွက်ရှိရှိချောက်ဆောင်လို့ရဲ့အလဲရရှိခါနဲ့ကနန်းရှိရအောင်အဲ့ဒီနေရာကိုထည့်သွားမယ်ဆိုရင်နော်ဒါကမန်ပါတဲ့ကတစ်ခွက်ပဲဖြစ်တယ်အဲ့တော့စပိုးချင်းကြိုက်တဲ့ဆိုရင်ထိုးလို့ရတယ်ပေါ့နော် စကူချင်းနော် အကူလေးလေးအားပေါ့အားတို့အကူလေးလေးအားအရှိတုံရရှိတုံရကျွန်တော်ဒဲခေါအောင်ကြိုက်တာဟုတ်ဆုံးလားနှစ်ကန့်နဲ့တုံရရှိတုံရအားဒဲလေးလေးပေါ့နော်ရေးထားပြီအဲ့တော့နောက်တစ်ခုကခုနကယာပြေးပေါ့နော်ယာပြေးပြောထားတယ်ဆုံးကလက်ချုံမကြည့်ကြည့်လိုက်ပေါ့အဲ့ဒီအကူထည့်သွားမယ်ဆိုပြီးတော့ပေးနေလို့ကျွန်တော်တို့ကလက်ရမှာပဲနော်ပေးနေလို့လာပါလို့ဆိုရင်အဲ့ဒီရောယာပြေးကိုထိုးနိုင်တယ်လို့ကိုမထိုးနိုင်အဲ့ဒီရှိရကနောင်းကိုကျွန်တော်ကဒီဘက်ကိုတင်ပြလိုက်တယ်ပေါ့နော်အဲ့ဒီနှစ်ခုကိုဒီမှာတင်ပြလိုက်တယ် တော့ကိုလေးလေးကလည်းမပါလိမ့်ဘူးဒါကကျွန်တော်ကထည့်ဖို့ဘူးအောင်လောက်ထဲမှာရားထားတာဘူးအောင်လောက်ထဲမှာရားထားတော့ကြတော့မေ့သွားတာဒီနေ့မှပြန်ကြည့်မြော်မမကြီးကတစ်ခွက်လောက်ကပို့ပြီးသွားပြီအဲ့တော့ကျွန်တော်ကဒီတစ်ခွက်ကောင်းကတ်ထဲမှာပဲထပ်ပို့ပြီးလိုက်တယ်ထည့်ပြီးတော့အဲ့ဒါဆိုရင်ကျွန်တော်ကဆုံးနာကဒီကိုတစ်ကိုပုံစံတူဒီမှာလဲသူကသူ့အပိုးတပွဲချွာအခွေသုံးလုံးရပါပါဒီမှာလာခွာထားတာ ခါတို့ခါတို့ဆင်းထားတယ်နော်အဲ့ဆို900ဖြစ်မှာ300 300ပြဒါပေမဲ့အဲ့လိုကြီးမတွေ့နဲ့ရာပြေးရလုံနေနော်အဲ့ဆိုဒီရှင်းနေရှင်းလို့ဆောင်းထူတာနှစ်ကပ်ပဲရှိတော့သူတခြားလှည့်သွားခဲ့ရင်စောနာကလည်းကျွန်တော်600နဲ့လို့ဆောင်းထူတော့ကုလီလီတွေ့နေရတော့လေဟာဒီရှင်းနေနဲ့လို့ဆောင်းထူတာ ਨੇ ဒီပရိတ်3မျိုး9နဲ့3 8 5ပတ်လေအဲ့ဒီနေထဲမှာလိုက်ထွက်တာဟာရှင်းနေနဲ့ဆောင်းထူတဲ့နေထဲမှာလိုက်ထွက်တော့ခင်မလိုက်ထွက်တော့ခွန်6 9ရအောင်မှာကတ်ထွက်သွားလို့အဲ့ဒီကုလီလီကိုစောနာကကဏန်းတစ်ခွန်းနဲ့တဲသွားမှကြောက်တာတကယ်တမ်းကကျွန်တော် နှစ်6ကိုအထောက်မယ်ကျွန်တော် member share ထုတ်ထားတာနှစ်6ကိုအထောက်မယ် member share တကောကောင်းထုတ်ထားတာအဲ့ဒီတကောကောင်းနေရမှာကဏ္ဍကဏ္ဍဆိုပြီးခံရတာများလို့ကိုလေးလေးသိပ်သွားမှာဆိုလို့အဲ့ဒါကလည်းဒီမှာလာပြီးရဖြစ်ထားလို့ရှင်း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 လို့စောင်းထိုးပြီးဆိုတာနဲ့ဒီပရိတ်၃မျိုးက၃၈၅ပတ်လေးကအဲ့ဒီနေထဲမှာ like ထွက်တော့ကိုရှိကိုရအောင်မှ like ထွက်ထားတယ်။အဲ့ဒါဆိုကျွန်တော်ကဒီမှာဒီနားလေးကတ်လို့သွားလိမ့်မယ်။ရှင်း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 စောင်းထိုးပြီးဆိုတာနဲ့ဒီမှာကိုပရိတ်ဒီမှာ၄ပရိတ်ဒီမှာ၄ပရိတ်ဆိုတော့ကိုလေးလေးပတ်လေကဏ္ဍဟာလေးကိုလေးလို့ရတယ်နော်။အဲ့တော့လေးကိုလေးလို့ရတယ်။အဲ့ဒီနေထဲမှာ like ထွက်တော့ဟဲ့မှာကို ကိုရှိကိုပတ်လေရအောင်ပါချက်ချင်းထည့်သွားမယ်အဲလှိစားတဲ့အပေါ်ဒီနော်အဲကြောင့်မို့ကျွန်တော်၄ကိုလေးကို၄ကိုလေးလို့လည်းဒဲရတယ်သူကအခွားနဲ့ကြားနိုင်တယ်လေဒါနှစ်ကက်တရာသူဒဲရီလောက်လာတယ်နော်ဒဲအာဘုံတော့ဒါအာထိုးပေါ်တော့အပူကွာ၃ကွက်ပဲရှိပါဘုံနော်အဲအဲကြောင့်မို့ကျွန်တော်ဒီဘက်ကိုကာလူလေးကိုဒါက၃ည၈၃ညနဲ့ဒါဒဲရီပဲအာရန်ပေါ့နော်ဒါရပြီအာရန်အာရန်ပေါ့နော်အကူလေးလေးလို့လည်းတင်ထလို့ရပါတယ်နော် အဲ့ကြောင့်မလို့သူကလက်ကတ်ထဲနဲ့ကြောက်เสียကောင်းတယ်နော်ဒီပရိတ်သုံးမျိုးလိုက်ထွက်တယ်မအဝေးမှလိုက်ထွက်တော့ခု၈900ရအောင်မှာအငိုက်တွေလောက်သွားမှာဒီမှာကလည်း၈နှစ်ချင်းလို့စောင်းထုတ်ပြီးဆိုတော့ကိုးပရိတ်၄ပရိတ်၄ပရိတ်ကိုသူကကိုးလေးလေးပတ်လဲရအဲ့မှာခု၈900ရအောင်မှာချက်ချင်းချသွားမယ်ဆောင်းနာကလိုင်းကိုကျွန်တော်တတိထားမိသွားလို့ဒါမှပါအော်ဂနိုက်ထုတ်ထားတာ169လို့စောင်းတာနှစ်ကတ်ရှိတာအဲ့တော့သူကမှကိုးလေးလေးပတ်လဲဖရိန်သေးသွားမှာအနည်းကကြီးခါရှာရှာနဲ့အဲ့လိုလောက်သွားမှာဆိုလို့ကျွန်တော်ဒါဒီဘက်ကိုဒါလေးတင်ပြလိုက်ပါတယ်နံပါတ်တစ်ခုကောင်းတော့ကတ်ရှိပါတယ်အဲ့လေးကိုကိုးပါပါမယ်ပေါ့နော်အဲ့ကိုးလေးလေးကိုးလေးလေးပတ်လဲပါပါပဲပေါ့တစ်ခုကောင်းတာတစ်ခုကောင်းပေါ့နော် အာဆီယံမျိုးပေါ့တည့်ရပေါ့နော်ဒီကောင်အဲ့တော့အဲ့ဒါတော့တချီစာတထောင်ခွင့်လောက်ပါနော်အကုန်ကြီးကလက်မခံတော့ပါဘူးခုနကဝင်ရင်နောက်နေစီကိုလည်းနဲ့ဆက်မှမင်းနေပေါ့နော်အခုလက်ကြံချင်းဖရီးပေါ့နော်နောက်နေ2016ရက်တနေ့စာဝင်နေလူမှလည်းကျွန်တော်လက်ခံတော့လာဘာလို့ဆိုအကောင့်နဲ့မှချောင်းရမှာဟာဒီကနန်းကြီးရရှိလို့လीနော်အားလုံးမင်္ဂလာပါနော်